ဘစ်တာယော့ဂရက်ဘန်ဂျမင်ဆက်စကွန်နဲ့ပတ်သက်ပြီးနောက်ဆုံးရသတင်းတွေကိုစူးစီးပြီးဖော်ပြပေးတော့မှာပါဘစ်တာယော့ဂရက်နဲ့ပတ်သက်ပြီးတော့နီးပြမီခေးအာရီတာကဇူလိုင်လတွင်းမှာကံမဲ့ရာသီကြိုးခြေစမ်းပွဲတွေမတိုင်မီတိုက်စစ်မှုလိုချင်တဲ့ယော့ဂရက်ကိုခေါ်ပေးပါဆိုပြီးအသင်းကိုမီးစိမ်းပြထားတယ်ဒီကစားမနဲ့ပတ်သက်ပြီးတော့လည်းအာရီတာကဒါ ဘိုင်နင်းနဲ့တောင်းဆိုထားပြုတ်လို့ရပါဘောလေတစ်ဖက်မှာလည်း Sasco နဲ့ပတ်သက်ပြီးတော့သူသဘောမကျတဲ့အချက်တွေတော်များရှိတယ်ဒါတော့ကျွန်တော်ပြီးရင်ပြောသွားမယ် CIM ပေါ်တူဂီယက်ဖော်ပြထားချက်ရဆိုရင်ဒီလိုဖော်ပြသွားပြီးတော့ AIDA ကဘိုင်နင်းနဲ့တောင်းဆိုထားခဲ့တယ်နောက်တစ်ချက်ကကြတော့ ဖော်ဖော် insider မှာဖော်ပြထားကြတော့အာဆင်နယ်တို့ကမကြိုက်မှာပေါင်အားဖြင့်ဆိုရင်တန်း80ယူအားဖြင့်ဆိုရင်81.6တန်းနဲ့ကန်လန်သွားနေချင်ရှိဆိုပြီးရေးသားထားတယ်။တရားဝင်ကန်လန်မှုတော့ကျွန်တော်ဒီရိုက်ကူးလုံးနေတဲ့အခြေအနေတော့မလုပ်ရသေးဘူး။ဒါပေမဲ့ကန်လန်မဲ့ဆိုရင်တော့အဲ့ဒီပမာဏဆိုတစ်ဖက်က sporting တို့ကလက်ခံသွားနေချင်ရှိဆိုပြီးတော့ဖော်ဖော် insider ကဖော်ပြထားတယ်။နောက်သတင်းတစ်ခုကကျတော့ Duncan Castle သူကဘာဖော်ပြထားလဲဆိုတော့ဗီတာယောဂရက်ကစပိုတင်းရဲ့ယာတီချိုထရိနီပြင်ဆင်မှုတွေမှာဝင်ရောက်လေ့ကျင့်ခြင်းမပြုလုပ်ဘဲနဲ့တာဝန်ရှိသူတွေပေါ်သူ့ရဲ့မကျေနပ်မှုကိုထုတ်ဖော်ပြသဆန္ဒပြဖို့အတွက်ပြင်ဆင်နေလို့ကြားသိရတယ်။ဆိုလိုချင်တာကငါ့ကိုတန်ကြီးတရက်နဲ့အသိန်းပြောင်းခွင့်မပေးရင်မင်းတို့အသိနဲ့လည်းငါမပူးပေါင်းနိုင်ဆိုတဲ့ပုံစံမျိုးဒါအသိကိုစန့်ကျင်ဖို့ပေါ့လေ။ဒါမှမဟုတ်လည်းဖြစ်လာနိုင်ခြင်းနဲ့ပါတယ်။ဗါတယ်ပရိုကစားသမားတွေဆိုတာကသူတို့စာချုပ်သက်တမ်းကုန်တဲ့အထိကလပ်အသင်းတွေသူတို့ပေးဆက်ရမယ့်တာဝန်ရှိတယ်။အဲ့လိုမျိုးခလေးဆန်လို့တော့မရဘူးပေါ့လေ။အဲတစ်ဖက်ကလည်းစပိုတင်းဥက္ကဋ္ဌတော့ တစ်ခုတော့ပြန်ကြည့်မှာပေါ့အာဆင်နယ်သားတရားဝင်ကမ်းလှမ်းလိုင်းတော့ဒီကစားသမားလည်းအတင်းမှမပြောတာဖြစ်တဲ့အတွက်တန်ကြီးတရားနဲ့တော့ရောင်းချသွားနိုင်တယ်အဲ့တော့ဒီကစားသမားနှစ်ဦးနဲ့ပတ်သက်ပြီးပြောလိုက်ရအောင်ဘန်ဂျမင်ဆက်စကိုကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့အလုံးမလုံးဘူးထင်ရမယ်အာဆင်နယ်တော်တော်လေးလှုပ်လှုပ်ခဲ့တယ်တကယ်လဲဆွေးနွေးမှုတွေလုပ်ခဲ့ဒါပေမဲ့ကစားသမားနဲ့ agreement ကိုမယူနိုင်ခဲ့ဘူးဘာကြောင့်လဲဆိုတော့ဘန်ဂျမင်ဆက်စကိုကမြန်မာတဲ့လောက်ခရစာတောင်းဆိုတယ်ဒါတစ်ချက်နောက်တစ်ချက်ကျတော့ဘန်ဂျမင်ဆက်စကိုကအာဆင်နယ်အသင်းနဲ့စာချုပ် ချိုးရမယ်ဆိုလို့ရှိရင်သူကစာချုပ်ဖြတ်သိမ်းကြီးထည့်ကျင်တယ်အဲ့စာချုပ်ဖြတ်သိမ်းကြီးကလည်းကျွန်တော်တို့ထင်သလိုမျိုး1ဘီလီယံလို့သိရမလားတန်း900လို့အဲ့လိုစာချုပ်မဟုတ်ဘူးသူက lipstick စီရနေပြီကျွန်တော်တို့တန်းတရနဲ့ဝယ်လိုက်တယ်ဆိုတော့ဒီပြောင်းရွှေ့ရနေအဲ့ဒါကိုမှ20ရာခိုင်နှုန်းအခြားအသင်းတွေကလာပြီးတော့အမျက်ပေးလို့ရှိရင်ရောင်းရမယ်သူ့ရဲ့စာချုပ်ဖြတ်သိမ်းကြီးက တန်း120စာချုပ်ပုံစံမျိုးအာဆင်တွေကတန်းတရနဲ့လစ်ဖစ်စီယာဝယ်တယ်အဲ့ဒါအောင်မှာ20ရာခိုင်နှုန်းအမြဲရလို့ရှိရင်စာချုပ်ဖြတ်သိမ်းခြင်းနဲ့ထွက်ခွာဝင်ပြရမယ်ဆိုတဲ့အချက်ဆိုလိုချင်တာကဗျာဒီအသင်းကိုယာယီလာတာဒီအသင်းမှာခြေသွေးပြီးတော့မှအခြားအသင်းတွေကိုတတ်တာတဲ့နှုတ်နားတစ်ခုနဲ့ထပ်ပြီးပြောင်းမယ်ဘာစီလိုနာရီယယ်မက်ဒရစ်အဲ့လိုအသင်းမျိုးစီကိုပြောင်းခြင်းတဲ့သဘောမျိုးခဏတာလာပြီးနားခိုးခြင်းတာအဲ့တော့ဒီဆက်စကိုနဲ့ပတ်သက်ပြီးတော့အာဆင်တွေကလုံးဝသဘောမကျဘူး အဲ့ဒီအချက်တွေပါတယ်ဒါပေမဲ့ဒီကစားမောက်မခေါ်တော့ဘူးလားဆိုတော့မဟုတ်ဘူးရိုမာနိုတို့ပြောထားတော့နှစ်ယောက်စလုံးကိုဆွေးနွေးလက်ဆရှိဆိုပြီးတော့ဖော်ပြထားတယ်အဲ့ဆိုတော့တစ်ဖက်ကဗီတာယောဂရက်ရဲ့သတင်းတွေပြန်ထွက်လာတဲ့ဒါနဲ့ဆိုင်တယ်ဆက်စကိုနဲ့အဲ့လိုမျိုးဖြစ်သွားပြီးနောက်မှာအာဒီတာကိုတိုင်ကကဲယောဂရက်ပဲခေါ်လိုက်တော့တိုက်စစ်မှုရောက်ဖို့အရေးကြီးရဲ့ငါတို့ရာသီကြိုးပြင်ဆင်မှုတွေလုပ်ရမယ်ဆိုပြီးတော့အသင်းကိုပြန်ပြီး request လုပ်လိုက်တာတွေ့ရတယ်ဒါကတစ်ပိုင်းပေါ့လေ ဲ့တော့အာဆင်နယ်တင်းတောင်းဝန်ရှိသူတွေတဖြည်းဖြည်းနဲ့ယောဂရက်နဲ့ပိုးပြီးနီးလာတယ်ထင်တယ်။ဒါပေမဲ့ဆက်စကိုကိုလုံးဝမခေါ်တော့ဘူးကွာဆိုပြီးတော့ဘလော့လိုက်တာတော့မဟုတ်သေးဘူး။အဲ့တော့နှစ်ဦးရဲထဲမှာဘသူ့ကိုခေါ်မလဲဆိုရင်တော့တရဝင်းကန်လက်မှုကိုပထမဆုံးမြင်တွေ့ရနိုင်တာကတော့ဗီတာယောဂရက်လို့ကျွန်တော်ထင်တယ်။အဲ့တော့ညီကိုတော့နှစ်ယောက်ထည့်ကဘသူ့ကိုရောက်စီခြင်းတယ်။အခုချိန်မှာတော့ကျွန်တော်တို့ကြီးများနေရမယ့်ချိန်မဟုတ်တော့ဘသူပဲရောက်ရောက်ချစ်ပေးရမယ့်ချိန်ဖြစ်နေပါပြီ။ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ကိုရီးယားဒယ်လိုစပော့ဖော်ပြထားပါလေဒါကတော့ဇင်ချန်ကိုနဲ့ပတ်သက်တဲ့သတင်းပါ AC Milan တင်းရဲ့အာဇာရိုက်တာအီဂလီထာရီက ဇင်းချန်ကိုရဲ့ကိုစလိန်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးတော့ကစားမောင်းကိုသဘောကျနေတယ်။ဒါပေမဲ့ကစားမောင်းကိုသဘောကျတာတပိုင်းဒါပေမဲ့ဇင်းချန်ကိုသူတို့ကယူအတန်း20အောက်လောက်နဲ့ပဲခေါ်ခြင်းတယ်။ယူအတန်း20တော့မဟုတ်တော့အဲ့ထက်နည်းတဲ့ပမာဏနဲ့ပဲခေါ်ဦးခြင်းနေတယ်။ဇင်းချန်ကိုရဲ့မြန်မာတဲ့လောက်ခရစားပါညှိမရသေးတာ။ကျန်တဲ့အပြောင်းရွှေ့ကအာဆင်နယ်နဲ့ညှိလို့ရှိရင်ဒီပမာဏနဲ့ခေါ်လို့ရလို့တယ်ဆိုပြီးသူကသတ်မှတ်ထားတယ်။ခါကျန် AC Milan နဲ့ကျွန်တော်အလုပ်တွဲမလုပ်ချင်တာအဲ့ဒါကြီး။သူတို့စီကကစားမောင်းကို Rafaelio ကိုသွားမေးကြည့်လိုက်။ယူအတန်း150တန်း180ဈေးကတ်ထားတယ်။ဒါပေမဲ့ကိုရီးယားကစားမောင်းကိုလာနိုင်ပြီဆိုရင်အသက်သာဆုံးဈေးကိုလာနိုင်တာ။ သူတို့ဖြစ်နိုင်တဲ့လောက်အောက်ကြီးနဲ့ကိုရာသလောက်နိုင်တယ်ပြီးရင်ခြားသင်းတွေစီကိုရာသလောက်ပြန်တင်ရောင်းတယ်အဲ့အီတလီကလပ်တွေဗန်နာကြီးမတောက်နေတာလည်းမပြောနဲ့အဲ့လိုအကျင့်တွေအခုလည်းရှိတုံးပဲ သူတို့စီမှာရတဲ့အင်ကန်းနဲတာလေတပိုင်းပေါ့လေအဲ့တော့အာဆီနယ်မှာတပတ်ကိုရနေတဲ့လောက်ခလာတာကပေါင်တသိန်းခွဲအဲ့ဒီပမာဏနဲတဲ့ပမာဏတော့မဟုတ်ဘူးဒီပမာဏမျိုးနီးပါးကို AC မီလန်မှာလိုချင်တယ်ဒါပေမဲ့ AC မီလန်ကစားသမားကိုကြိုက်တယ်ခြေစွမ်းကိုကြိုက်တယ်ပြောင်းရွှေ့ခြေကိုလည်းယူတန်း30အောက်လုံးနဲ့ရမယ်ဆိုရင်မှန်းထားတယ်ဒါပေမဲ့လောက်ခလာစာပိုင်းမှာတော့အဆင်မပြေဘူးကြားကြည့်ရဖြစ်တဲ့အတွက်လက်ရှိချိန်ကြီးကြန့်ကြာနေပါဘောလေ AC မီလန်ကဘာကြောင့်ဇင်ချန်ကိုခေါ်ချင်ဆိုတော့တီယိုဟာနန်ဒက်နေရာမှာအစားထိုးချင်တာလက်ရှိချိန်မှာတော့တီယိုဟာနန်ဒက်က ဟိုအသင်းပြောင်းဖို့တော်တော်လေးများလာပြီဟို sorry club တို့ဥရောပ club တို့တော်တော်များများချိတ်ဆက်ထားတယ်ထွက်တာတော့ထွက်မှာအတီယိုဟာနဒက်ထွက်သွားခဲ့ရင်ဇင်းနဲ့တို့ကပြန်ပြီးအစားထိုးကြမှာလေ28နှစ်ယူကရိန်းသားတော့အာဆင်နယ်နဲ့2026ပဲတက်တန်းရှိရတာဖြစ်တဲ့အတွက်ဒီຫນွေမှာမမရောက်ရရင်နောက်ຫນွေကြလို့ရှိရင်အလွတ်နဲ့လက်လွတ်ရမှာတပြားမှဝင်ဖို့မရှိတော့ဘူး ပြီးတော့ဒီစာချုပ်ပေါဥပဒေသားတွေရာဆိုရင်ဒီနေ့မှမယောင်းဖြစ်ခင်စောင်းစည်းကွက်မှာကြိုက်တဲ့အသင်းကလွတ်လပ်စွာသဘောတူညီပေးလိုက်ရတော့မှာဒီပိုင်းရှိသွားပြီအဲ့တော့ဒီရာသီ23ဝက်မှာရှစ်ပွဲပွဲပွဲထွက်ခဲ့ရတယ်လို့ရှစ်ရာသီ36ဝက်မှာ25ဝက်ပွဲပွဲထွက်ခဲ့ရတဲ့အတွက်အာဆင်နယ်အသင်းမှာဒီကစားမရဲ့အခန်းကဏ္ဍတဖြည်းဖြည်းနှဲပါလာတယ်ဒါအုပ်တီးရဲ့စင်ချက်ကလည်းဒီနေ့မှာထောက်ကိုပြင်ဆင်နေပါတယ်တတိယမြောက်သတင်းတပုတ်ကတော့သောမတ်ပါတီသတင်းပေါ့လေပါတီနဲ့ပတ်သက်ပြီးသတင်းလေးတခုတွေ့တိုင်းတွေ့တိုင်းမှာကျွန်တော်အခုလိုမျိုးပေါ်ပြဖြစ်တဲ့အတွက်သတင်းကတော့မထပ်ဘူး နောက်ဆုံးရအခြေအနေလေးပဲကွဲပြားသွားပါအဲ့တော့နောက်ဆုံးအဆင့်ကကူထုတ်သုံးလာတော့မဲ့တောမက်ပါတီလို့ပဲကျွန်တော်ရည်ညွှန်းနေတယ်ဒီသတင်းကိုဘာကြောင့်လဲဆိုတော့လာမဲ့တစ်ပတ်အတွင်းမှာတောမက်ပါတီကသူ့ရဲ့စာချုပ်နဲ့ပတ်သက်ပြီးအာဒီတာနဲ့ညနေချင်းဆိုင်ဆွေးနွေးသွားမယ် face to face ပေါ့လေဘာကြောင့်လဲဆိုတော့အသင်းရဲ့တာဝန်ရှိသူတွေနဲ့ agent နဲ့ဆွေးနွေးမှုတွေမတိုးတက်တာဖြစ်တဲ့အတွက်သူဒီမှာဆက်နေတဲ့မနေတဲ့သူလိုချင်တဲ့ပမာဏလောက်ခလာတာလိုက်ရောမလိုက်ရောအာဒီတာနဲ့သူကနှစ်ဖူးတူတူဆွေးနွေးမှာ အမေရောကစားသမားကိုယ်နိုင်ငံလန်ဒန်မှာဆက်နေကျင်တယ်ဒါပေမဲ့အာဆင်နယ်ကကစားသမားနဲ့ညှိမြတာက contract တစ်ခုမှာအရေးကြီးဆုံးလဲဖြစ်တဲ့လောက်ခလာစာအဲ့ကိစ္စကိုညှိမြတာတချို့ report တွေကြတော့အာဆင်နယ်ကမူရင်းလောက်ခလာစာတိုင်းတပတ်ပေါင်နှစ်သိန်းသုံးပါတီကိုပြီးတယ်ပြောတယ်တချို့ report တွေမှာကြတော့ပုံမှန်ရနေတဲ့လောက်ခလာစာပေါင်နှစ်သိန်းထက်ယော်ပြီးတော့ဂျော်ဂျီညိုလိုမျိုးအရန်ကစားသမားတူလားစာမျိုးပေးဖို့စူးစမ်းရလို့ကြားသေးရဘယ်ဟာအမှန်လဲတော့မသိဘူးတေချာတခွတော့လောက်ခလာတာညှိမြရတာ ပါတီတိုးတောင်းတယ်လို့ကြားလို့ပါတီကမူရင်းလောက်ခါတာလိုချင်တယ်လဲကြားသိရတယ်ဒါပေမဲ့တကယ်ကအမှန်တရားတစ်ခုကတော့ပါတီနဲ့အာဆင်နဲ့ကြားစာချုပ်တွေကလက်ရှိချိန်ကြီးအဆင်မပြေသေးဘူးအာဆင်နဲ့ကလည်းမူလပထမသူ့ကိုတတ်မှတ်ထားတဲ့တန်ကြီးထက်လာစားကိုတိုးမပေးဘူးလို့လည်းကြားသိရတယ်။အဲ့တော့တူရကီဘက်ကကလပ်တစ်ခုကတော့ဒီချင်းမျိုးစောင့်ကြည့်နေတယ်။ကြော်တင်တာမမအောင်ဆိုဖီနာပါချိနေမယ်။ ပါတီလိုချင်တဲ့လောက်ခရတာပေးပြီးခေါ်ဖို့အတွက်ပြင်ဆင်နေကြတည်ရပါလေအဲ့တော့အာဆင်နဲ့နေပါတီထွက်ဖို့ကတော့ဘူချီလာပါရဲ့ဖော်ပြထားချက်ရ60ရာခိုင်နှုန်းတေးချနေပြီဆိုပြီးဖော်ပြထားရတယ်။ကျန်တဲ့10ရာခိုင်နှုန်းကတော့အာရီတာနဲ့စကားပြောပြီးမှပဲအချိန်တည်းရသိရမှာပါ။ဒီနေရာမှာတော်မတ်ပါတီရဲ့ဒဏ်ရာကြောင့်ပွဲပယ်ရတဲ့ရက်တွေကိုကျွန်တော်တစ်ချက်ပြောပြပေးခြင်းနဲ့အဲ့တော့သူရရောက်ချင်းရာတီမှာတော့အာဆင်နဲ့တင်းအတွက်50နဲ့အဲဒီပွဲပေါင်း30ကစားခဲ့တယ်။22ပွဲကတော့ဒဏ်ရာကြောင့်လွဲချော်ခဲ့တယ်။ 2020-2021ဘောလုံးရာသီ2021-22ဘောလုံးရာသီမှာတော့25ပွဲကစားတယ်19ပွဲကဒဏ်ကြောင့်လွဲချော့တယ်22-23ဘောလုံးရာသီမှာကျတော့ပွဲပေါင်း40ကစားတယ်6ပွဲပဲဒဏ်ကြောင့်လွဲချော့တယ်မှနစ်ကတော့2023-2024ဘောလုံးရာသီမှာတော့16ပွဲပဲကစားနိုင်တယ်34ပွဲလွဲချော့ပြီးတော့စီးရုံအုပ်ကြီးဆိုပြီးဝိုင်းပြီးစနှုတ်ခဲ့ကြတယ်ဒါပေမဲ့အခုပြီးခဲ့တဲ့ဘောလုံးရာသီမှာဆိုလို့ရှိရင်တော့ တော်မက်ပါတီဒီအာဆီနယ်တင်းတဲ့ရောက်လာပြီးတဲ့ကတရာတီတွေအများဆုံးဖြစ်တဲ့ပြိုင်ပွဲဆုံးပွဲပေါင်း52ပွဲတိကစားနိုင်ခဲ့တယ်။တပွဲပဲဒဏ်ကြောင့်လွဲချော်ခဲ့တယ်။စာချုပ်သက်တမ်းတိုးမမှုလို့ပဲညှစ်ပြီးဆော့ဝါလာတော့မပြောတတ်ဘူး။အရှိမသိပ်ပြီး strong move ဖြစ်ခဲ့တဲ့ကစားသမားတော်တော်လေးတော့အာဆီနယ်တင်းအတွက်ဆိုရင်တော့ပေးဆက်ခဲ့တယ်ပြောလို့ရတယ်။ကျွန်တော်တို့ဒါလေးကျွန်တော်တခုတွေးမိတာပါတီလို့ကြားလိုက်ရင်ဘာတွေးမိလဲဆိုတော့တော်မက်ပါတီဒါရီယဲနဲ့ဒုတိယအကြော့မှာအဝါကမထီးခင်ကျွန်တော် PSG နဲ့တွေ့တဲ့ပထမအကြော့ကိုယ်အင်ခွင်းမှာ1-0နဲ့ရှုံးစရာမလိုဘူးလို့ထင်တယ်။ ဒါတစ်ချက်ပေါ့လေအကယ်၍များသာအမှမရှုံးခဲ့ရင်ဒုတိယအကြော့ပါရီမီမှာဆိုကျွန်တော်ဖီးယားကင်းကင်းနဲ့ရလက်ကောင်းတစ်ခုနဲ့တောင်မှသွားနိုင်ရထင်းတယ်ဒါတော့ထားလိုက်ပါတော့ဖြစ်ဖို့ပါလာတဲ့ယာယာရီလို့ပဲထင်တယ်ပေါ့လေအဲ့တော့တောမက်ပါတီကတော့အာဆင်နယ်နဲ့လက်ပြဖို့တဖြည်းဖြည်းနီးကပ်လာပြီသူ့ရဲ့အာဆင်နယ်ကစားသမားဘုရားအကောင်းဆုံးယာတီတစ်ခုနဲ့ပဲနှုတ်ဆက်သွားမလားအိုက်တာနဲ့စကားပြောဆိုညီမပဲအိုက်တာတော်ကီတွေမှာအာဆင်နယ်ချမှတ်ထားတဲ့လောကလာဇာကိုပဲယူသွားပြီးတော့ဆက်နေသွားမလားဆိုတော့စောင့်ကြည့်သွားတော့မှာပါ ဘောလုံးပွဲတွေကိုစီးပွားဖြစ်ဖြစ်ပြောရန်ဖြစ်ကစားခြင်းလေဆိုရင်တော့ကိုထွတ်စီမှာလာပြီးတော့ဆော့လို့ရနေပါပြီကိုထွတ်စီမှာဘောလုံးပွဲလာပြီးလောက်မယ်ဆိုရင်တော့ Viber ဖုန်းနံပါတ်3946 46033တီ Telegram နံပါတ်3969539200တို့ကိုဆက်သွယ်ပြီးကစားနိုင်ပါတယ်ဘောလုံးပွဲတွေဆော့မယ်ဆိုရင်တော့ကိုတက်နိုင်တဲ့ပမာဏနဲ့ဆော့ဖို့အကြံပြုပါတယ်အကယ်၍အကောင့်ဖွင့်လာပြီးတော့ဆော့မယ်ဆိုရင်တော့ဒီနံပါတ်တွေကိုဆက်သွယ်လို့ရပါတယ်ကိုထုတ်ကိုတိုက်ရိုက်ချိတ်ဆက်ပြီးတော့ကစားလို့ရနေပါခင်ဗျာအားလုံးပဲနိုင်ကြပါစေနောက်ဆုံးသတင်းတစ်ပုဒ်ကတော့ Transfer Market ကပေါ်ပြခဲ့တဲ့လက်ရှိ Premier League ရဲ့တန်ကြေးမြင့်မားဆုံးကစားသမား6ယောက်ဒါက Transfer Market ရဲ့အချိန်နဲ့မျှတက်နေခဲ့တဲ့တန်ကြေးနဲ့ပတ်သက်ပြီးပေါ်ပြသွားမှာဒီစီးရင်နဲ့မှာပြောင်းရွှေ့ကြီးကိုပေါ်ပြမှာမဟုတ်ဘူးเนาะတခြားရှုပ်သွားမှာဆိုလို့ကစားသမားတွေရဲ့အချိန်နဲ့မျှခြေစုံမှုမူတည်ပြီးတက်နေတဲ့တန်ကြေးရဆိုရင်နံပါတ်6နေမှာတော့ Chelsea တည်းရဲ့ကိုးပက်မှာချိန်တော့ Manchester City ရဲ့နေပြောင်းလာခဲ့တဲ့ခြားတိတ်ကလေးအခုတော့ Chelsea ရဲ့အသင်းလုံးဖြစ်နေခဲ့ပြီး Euro 320 Transfer Market မှာဈေးပေါက်တယ်နံပါတ်9နေမှာတော့ Arsenal ရဲ့ Declan Rice ပေါ်ဆန်းမှုပေါ့လေယူတန်း130ဈေးပေါက်နေပြီးတော့နပတ်လေးနေမှာတော့အလက်ဆန်ဒါအီဆက်ကယူတန်း130အဲ့ဒါကိုယူတန်းယူတန်း180တန်း150ရမှရောင်းမယ်ဆိုပြီးနယူးကဆက်တော့ဈေးတွေကတ်တာပဲ Transfer Market မှာတော့အီဆက်ကတန်ကြီးကယူတန်း130ရှိတယ်နပတ်3နေမှာတော့ Florian Bus ကယူတန်း140လက်ပါဘူးရဲ့အသစ်ဆက်ဆက်ကွင်းလက်တိုက်စစ်ကစားမှာနံပါတ်1နေမှာတော့အာဆီနယ်ရဲ့ဘူကောက်ဆာကအကယ်မီထွက်ပေါ်လေယူအိုတန်း150တန်ကြီးပေါက်တယ် နံပါတ်1နေရာမှာတော့အာလန်ဟာလန်မန်ချက်စတာစီးတီးရဲ့ဒါဂိုးသွင်းမုံဆိုးလို့ပြောလို့ရတဲ့ယူအန်180ပေါ့လေဒါကပရီးမီးယားလိရဝန်းကထရန်စဖာမတ်ကတ်မှာတန်ကြီးကြီးဆုံးကစားမ6ဦးဖြစ်ပါတယ်ဒီထက်မှာတော့ဂုံစွာပဲအာဆင်နယ်ကစားမ2ဦးပါတယ်ဒီလို quality player တွေပိုင်ထားတဲ့ဂျာတဲ့ကစူပလာတွေမယူနိုင်တာကဘာတွေလိုအပ်တယ်လိုအပ်တဲ့နေရာလေးဦးများပံ့ပိုးနိုင်စူပလာရောက်လာမှများဘုတ်ဖွဲကကြောက်နေသလားမသိဘူးဘာပြောပါအာဆင်နယ်တင်းနေနဲ့၈လပိုင်းကုန်အထိအချိန်ရတာဖြစ်တဲ့အတွက်ဒီတော့တွေမှာဘုတ်ဖွဲအနေနဲ့ အသင်းကိုအမှန်တကယ်ပံ့ပိုးမိမယ်လို့ကျွန်တော်ကတော့ယုံကြည်ထားပါတယ်မယုံကြည်လို့လည်းမရဘူးဒီတိုင်းပဲတယောက်မှမဖြစ်ပဲသွားလိုက်မယ်ဆိုရင်တော့ရှင်ရင်ဆက်ကစားသမားကြီးလည်းတတ်တမ်းမလို့ပဲနဲ့အသင်းကနေထွက်ခွာသွားနိုင်ပါတယ်ကဲအစုံတိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်လူဝယ်မယ်လို့လည်းထင်ပါတယ်မကြခင်ကျွန်တော်ဟီဝီကိုအော်လိုက်ကြတာပေါ့